အားလုံးပဲမင်္ဂလာပါ Rivery Yoga Studio ကနေကြိုဆိုလိုက်ပါတယ်အဲဒီနေ့ညီမက split post ကိုတလာအတွင်းဘယ်လိုရအောင်ကြိုးစားရမလဲဆိုတာလေးကိုအဲ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲညီမနဲ့အတူတူလိုက်လုပ်ကြည့်အောင်နော်ခြေောင်းနှစ်ဖက်ဆန့်ထားတဲ့ဤထာလီယာနီညာခြေလေးကိုကွေးတယ်ပြီးတော့မှအရှေ့ဘက်ကိုရသလောက်လေးဖိချလာမယ်တရောင်လေးရင်ချနိုင်ဖို့ကြိုးစားရဲထပ်ရတယ်ဆိုတော့မှအရှေ့ဘက်ကိုဖြည်းဖြည်းချင်းဆွဲဆက်မယ် န်ရတယ်ဆိုရင်ရှေးဘက်ကိုနည်းနည်းလေးထပ်ဆွဲဆန်းနေကိုယ့်ရဲ့ဒီပေါင်အောင်နဲ့တစ်ခေါက်ခွေအောင်လေးတွေကိုလိုက်လျှော့ထားပေးရယ်။ဖိုင်လေးနဲ့ပေါင်လေးနဲ့ကိုရသလောက်ဆွဲကပ်ပေးမယ်။ခင်းအနေထားလေးတိုင်းကိုစက္ကန့်30ဆရာနေ10မိနစ်လောက်ထိထိန်းထားပေးလို့ရပါတယ်။လေးချင်ငန်းလေးကိုတစ်ဖက်ကို၃ချိန်စီလောက်လှုပ်ပေးလို့ရပါတယ်။ ီထားလေးရာနေဘဲခြေလေးကိုပြန်ကွေးလာမယ်။ပြောမရှူထောက်ပြီးတော့အောက်ဘက်ကိုရသလောက်လေးဖြချလာမယ်။ကိုယ့်ကြော်ရိုးလေးကိုအရှိဖက်ကိုတတ်နိုင်သလောက်ဆွဲဆန်ထားပြီးမယ်။ကိုကတထောင်လေးချပြီးတော့ပဲထိန်လို့ရတယ်ဆိုရင်တထောင်လေးချပြီးတော့ထိန်ပြီးမယ်။ထပ်ရတယ်ဆိုတော့မှအရှိဖက်ကိုနည်းနည်းချင်းချင်းထပ်ဆွဲဆန်တယ်။ပိုင်လီနဲ့ပေါင်လီနဲ့ရသလောက်ဆွဲကတ်တယ်စိတ်လေးကို short ရှူသွင်းရှူထောက်လေးပုံမှန်လေးလောက်ပေးရဲ့ ယူထုတ်တိုင်းမှာစိတ်လေးကိုရှော်မယ်ခန္ဓာကိုယ်လေးကိုလည်းလိုက်ရှော်ပေးမယ်ဒီနေထားလေးကိုပဲစက္ကန့်30ခါနဲ့10မိနစ်လောက်ထိပြီးပြီးလို့ရပါတယ်လေ့ကျင့်ခန်းလေးကိုတစ်ဖက်ကို၃ချိန်စီလောက်လုပ်ပေးလို့ရပါတယ်။ ားတစ်ခွက်အနေနဲ့ download တော့နေထားနေမှအညာခြေလေးကိုပေါ်ဘက်ကိုမြောက်တယ်။ပြီးရင်ရှေ့လက်နှစ်ဖက်ခြားရင်ပြန်ခြားရင်နောက်တစ်ဆက်ဒီမားလေးဖြတ်ချထားပေးရပါမယ်။ရှူသွေးရဲ့ပေါ်ဘက်ကိုပြန်မြောက်တယ်။ရှူထောက်ရှိမှပြန်ချ။ရှူသွေးနဲ့ပေါ်ဘက်ကိုပြန်မြောက်တယ်။ရှူထောက်ရှိမှပြန်ချ။ခေဒီ movement လေးကို15ချိန်လုပ်ပေးသွားပါမယ်။ ီဒိုင်နမစ် movement လေးကခန္ဓာကိုယ် warm up ဖြစ်စေပြီးတော့ split pose back အများကြီးထောက်ကူဖြစ်စေပါတယ်ခုနောက်တစ်ဖက်ကိုလည်းခုနအတိုင်းလေးပဲ15ချိန်ထပ်လုပ်ပေးပါမယ်နောက်တစ်ခုအနေနဲ့ low lunge နဲ့ half split လေးကိုလုပ်ကြည့်လိုက်ရအောင် low lunge မှာတင်ပါလေးကိုပြချတယ်ကြောရိုးလေးဆွဲဆန်တယ် first plate လေးမှာ schedule လေးကိုဆန်းနေဘိုင်လေးနဲ့ပေါင်လေးနဲ့ရသလောက်ဆွဲကမ်းမယ်။ကွဲချီဖြားလေးကိုရရင်ကော်ထားပေးမယ်။မရရင်လည်းခြားထားပေးလို့ရတယ်။ low large မှာရှူသွင်းနေ first plate မှာပြန်ရှူထုတ်တယ်။ low large မှာပြန်ရှူသွင်းနေ first plate လေးမှာပြန်ရှူထုတ်တယ်။ဒီတိုင်းလေးကို၁၀ချိန်ထိလုပ်ပေးသွားပါမယ်။ ရှင်နေထားလျာနေမှလက်လေးနှစ်ဖက်ကို6ယောက်တွင်ဘက်ထဲကိုထည့်တယ်။ပြီးတော့မှကိုယ့်ရဲ့ညာဘက်လက်လေးနဲ့ညာဘက်ပေါင်အတွင်းဘက်ကနေပြီးတော့မှဘေးကိုတွန်းလာမယ်။တထောင်လေးဆန့်သွားတဲ့ဒီတွန်းလာမယ်။စိတ်လေးကိုရှော့ထားပေးတယ်။ကိုယ့်ရဲ့နောက်ကပေါင်လေးကိုလုံးဝလေးရှော့ထားပေးမယ်။ကိုယ့်ခန္ဓာကိုယ်လေးကဘယ်ဘက်ကိုနည်းနည်းလေးယိုင်နေလဲရရဲ့။ရှူသွင်းရှူထောက်လေးပုံမှန်လေးလုပ်ပေးတယ်။ ားလေးကိုစကန်30ရာနေ့1မိနစ်လောက်ထိထိန်းထားပြီးလို့ရပါတယ်။ဒီလေးချင်းငန်းလေးကိုတစ်ဖက်ကို3ချိန်စီလောက်လေ့ကျင့်ပြီးလို့ရပါတယ်။ဒီနေထားလေးရနေမှာထားရသေးရဆိုလို့ရှိရင်အနောက်ကခြေရောက်လေးကွေးလာမယ်ပြီးတော့မှဆန့်ကျင်ဘက်လက်လေးနဲ့ခြေထိတ်လေးကိုလမ်းဆွဲလာမယ်။ခြေောက်လေးမှအားထက်ပြီးတော့မှအနောက်ဘက်ကိုကန်လာမယ်လက်လေးကပြန်ဆွဲထားမယ်ခြေောက်လေးကအနောက်ဘက်ကိုတောက်လျှောက်ကန်ထားမယ် လက်လေးရပြန်ဆွဲထားတယ်။အနေထားတိုင်းလေးကိုစက္ကန့်30ဆံနဲ့1မိနစ်လောက်ထိထိန်းထားပေးပါမယ်။ပုံစံလေးကိုတစ်ဖက်ကို3ချိန်လောက်စီလုပ်ပေးပါမယ်။ မထပ်ရသေးရဆိုရင်ခြေပနောက်လေးကိုကိုတင်ပါဖို့ပြီးချလာပေးပါမယ်။အနောက်ကပေါင်လေးကိုလောဟလေးရှော့ထားမယ်။စိတ်လေးကိုရှော့။ချူသွင်းရှူထောက်လေးပုံမှန်လေးလောက်ပေးပါမယ်။ဒီနေထားလေးကိုစက္ကန့်30အနည်း1မိနစ်လောက်ထိပြန်ထိန်ထားပေးပါမယ်။ ီပုံစံလေးကိုပဲတစ်ဖက်ကို၃ချိန်စီလောက်လေ့ကျင့်ပြီးလို့ရပါတယ်။ ော့ဆန်းလုပ်ကြည့်လို့ရပါပြီ။အနောက်ကပေါင်လေးကိုလုံးဝ short ထားပြီးတော့မှအရှိချောက်လေးကိုရှေးဘက်ဖြည်းချင်းစီဆွဲဆန့်ပါမယ်။ကိုရရသလောက်ရှေးဘက်ဖြည်းချင်းတိုးတယ်။ကိုလုံးဝမရတော့ဆိုတဲ့နေရာလေးမှာထိန်ထားပေးပါမယ်။ဖြည်းဖြည်းချင်းနဲ့မကူရရသလောက်အရှိဘတ်ကိုဆက်တူးပါမယ် ကရရဲဆိုရင်တော့ချောက်လေးကိုရှေ့ဆန်ပြီးတော့တင်မလေးကိုအောက်ဘက်ကိုပြီးချလိုက်ပါမယ်။ ဆင်ဒီလိုဗီဒီယိုလေးတင်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like and share လေးလုပ်ပေးကြပါဦးเนาะသိချင်တာလေးတွေရှိရင် comment မှာလည်းရေးပေးခဲ့လို့ရပါတယ်အဲဆိုရင် နောက်တစ်ပတ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ bye bye